သူတို့ကတော့ရှေ့ကတမိုင်းပညာရှင်တွေစကားကိုဖြန်းပြေးတဲ့သဘောနဲ့ကုရောဆယ်ဆိုတာလည်းမှန်ပါတယ်။ငပြောင်ဆယ်လည်းမှန်ပါတယ်။ကုရောနဲ့ငပြောင်ဟာ အတူတူတဆယ်တည်းပါပဲလို့ခတ်တီတီနဲ့မိန့်ဆိုလိုက်ကြတယ်။သူတို့ကမှတက်တက်လဲအောင်မှားတာ။တကယ်တော့ကုရောဆယ်ကလက်ပံရွာကြီးနားမှာရှိတယ်။ငပြောင်ဆယ်ကတန်ရွာအထက်နားမှာရှိတယ်။ဆယ်နှစ်ခုမြင်းပြောင်ဆွဲကြည့်ရင်ကို15မိုင်လောက်ဝေးတယ်။ ဒါကမတိပဲအတူတူပါပဲလို့ဆိုလိုက်တော့မမှပဲခံနိုင်မလဲသမိုင်းစာကြီးပေကြီးတွေကစပြီးဒီလိုအိုးနှင်းခွနှင်းမှားယွင်းနေတာကို မှန်မှန်ကန်ကန်ပြုပြင်ပေးနိုင်သူစွန်းစွန်းပေါက်ပေါက်ပုဂ္ဂိုလ်မျိုးပေါ်ထွက်ပါစေလို့ကျွန်တော်ဆုတောင်းမိပါတယ်ကုရောဆယ်ကိုအနွယ်ထားမင်းစောဆယ်တယ်လို့မှန်လန်းရသဝင်ကဆိုပေမဲ့တကယ်တော့ပင်းရတစည်းရှင်တိဟသူမင်းဆယ်တာသာဖြစ်ပါတယ်လို့အမိန့်တော်ရမင်းဥပသိန်းက သူ့ကိုခရိုင်စာအုပ်ငယ်ကလေးထဲမှာဖော်ပြခဲ့ပါတယ်။ဒါပေမဲ့သူ့စကားဟာမဆူရှခဲ့ပါဘူး။ဥပသိန်းဟာမှန်နှံအမှားကို ထောက်ပြခဲ့ပေမဲ့အဲ့ဒီဦးတော်ဆယ်ဆိုတာကျောင်းစုံဆယ်လူကိုခေါ်တာပါပဲလို့မှားပြောလိုက်ပြန်တယ်။မှားပုံကဒီလိုပါ။ကျောင်းစုံဆယ်လူဆိုတာအင်းဝမင်းကြီးစွာစော်ကဲရဲ့ဇီတော်မြောင်းပေါ်မှာရှိတဲ့ကူတော်ကိုဆဲတဲ့တည်ရှင်တိဟတ်သူမင်းဟာ မင်းကြီးစွာစော်ခဲ့ရဲ့အရင်55နှစ်စော့ပြီးပင်းရမှာနန်းဆန်တဲ့မင်းဘယ်နဲ့လုတ်ပြီးနောက်မင်းရဲ့တူးမြောင်းပေါ်မှာအရင်မင်းရဲ့ဆယ်ရှိနိုင်ပါမလဲဥပသိန်းဟာအဲ့ဒီမြောင်းစုံဆယ်တို့ရဲ့အရှိတောင်ယွန်းယွန်းလေးဖာလုံလောက်မှာကြောက်စာတိုင်းနဲ့တကွကုတော်ဖျားကြီးကို တွေ့ရတော့ဒီဖျားနဲ့အနည်းဆုံးကဒီဆယ်ရှိတာပဲဆိုပြီးမြောင်းစုံဆယ်တို့ကိုကုတော်ဆယ်ပါပဲလို့ရဲရဲပြောချလိုက်တာနဲ့တူပါတယ် တခုတော့ရှိတယ်ကုလိုဖျားရှိရာနေရာကိုညွန်ပြနိုင်ခဲ့တဲ့အတွက်ဥပသိန်းကိုကျွန်တော်တို့ဂျေစုတင်ရပါတယ်။ဘုခရင်တမိုင်းတော်အထုပ်ပတ္တိစာအုပ်ထဲမှာတော့သတင်းစာဆရာဆရာဦးကပြောင်းစုံဆယ်တို့ကိုမင်းကြီးစွာစော်ခဲ့ပြုစုတယ်လို့ဆိုပြီးမှဘင်းရတစည်းရှင်တိဟသူရဲ့ကုတော်ဆယ်ဆိုတာပြောင်းစုံဆယ်တို့ပါပဲလို့ထပ်ပြောပြန်တယ်။ရှေ့စကားနောက်စကားမကြီးပါဘူး။ကျွန်တော်တို့လက်ပံရွာကလယ်သမားကြီးတွေနဲ့ ဒီကုတော်ဖျားကုတော်ဆဲ့အကြောင်းကိုစကားဆက်မိကြတော့တို့တို့ဆဲဟောင်းကြီးတခုတွေ့ထားတယ်ဆိုပြီးလိုက်ပြကြလို့ကုတော်ဖျားကြီး ਨੇ တဖာလုံးတော့အကွာမှာဇော်ကြီးမြင့်ရဲ့လက်ဝဲနှခမ်းမှာရှင်းဆဲဟောင်းကြီးတခုကိုတွေ့ကြရပါတယ်ဒီဆဲဟောင်းကြီးဒီနေရာမှာရှိနေတာကိုတို့လည်းအရင်ကမသိပါဘူးတဲ့ရှင်းလူကြီးတွေပြောတယ်လဲမကြားဘူးပါဘူးတဲ့လွန်ခဲ့တဲ့9နှစ်6နှစ်ကမှာ ဒေါ်ကြီးမြင့်တိုက်စားလိုက်လို့ပေါ်လာတာတဲ့အဲ့ဒီဆယ်ဟောင်းကြီးဟာကြောက်ဒုအုတ်ဒုထန်းသားချမ်းနေတိုင်ဆိုင်ကြောက်ချထားတဲ့ဒုအားလုံးအတောင်30လောက်ဆယ်ဒုရှိတယ်ဒီနေ့ကြောက်ဒီအုတ်ဒီလှဲနေတိုက်ယူကြတိုင်ဒီလွှတ်နေဖြတ်ယူကြလုံနေကြတယ်ဒါပေမဲ့ရှင်းဆယ်ပြီပြီတတတော့ရှိပါသေးတယ်ရှင်းမြမကြီးတွေ ဆယ်ကိုဘယ်လိုခတ်လုပ်တယ်ဆိုတာကိုရွတ်မျက်မြင်သိကျင်ရင်တပ်ပံရွာကြီးရဲ့မြောက်ဖက် လေးဖာလုံတော့အကွာဇော်ကြီးမြစ်ပေါ်ကအဲ့ဒီဆယ်ဟောင်းကြီးကိုတွားလေ့လာတင်ပါလေဒီဆယ်အရဇော်ကြီးမြစ်ရဲ့လက်ဝဲဘက်ကိုခွဲထွက်ခဲ့ဘူးတဲ့ညောင်းဟောင်းနေရာကိုလည်းကျွန်တော်တို့တွေ့ရတယ်စဉ်းစားကြည့်တော့က1892ခု92ခုကအင်္ဂလိပ်အစိုးရလက်ထက်မှာနွားတက်ဆယ်ကိုဖို့နွားတက်မြောင်းရင်းကိုမပြောင်းဆယ်ဘက်ရွှေ့တယ်လို့ ဒီမှာလဲကုတော်ဆယ်ကိုဖို့ကုတော်မြောင်းရင်းကိုမြောင်းစုံဆယ်တို့ပဲရွှေ့ကုတော်မြောင်းကပလိမြောင်းဖြစ်ဇော်ကြီးမြစ်ကလည်းရေချောင်းပြောင်းဒီတော့ကုတော်ဆယ်ပျောက်သွားရောဥပသိန်းကိုးခရင်သမိုင်းစာအုပ်ရေးသားတဲ့တက္ကရာ1930ခုနှစ်မှာကိုကုတော်ဆယ်ကိုရှာမတွေ့တော့ဘူးဒီတော့အနည်းဆုံးနှစ်ပေါင်း80ကျော်ပျောက်နေခဲ့ပြီလွန်ခဲ့တဲ့9နှစ်6နှစ်ကမှ ကာအားလျော်စွာဇော်ကြီးမြစ်ကသူ့လမ်းဟောင်းသူပြန်ရောက်သူ့အထုပ်သူဖြီးပြလို့ဒီပြဿနာပြေလည်သွားတာကိုကဲဇော်ကြီးမြစ်ဆိုင်ရာဆယ်ရီအကြောင်းကတော့